မင်္ဂလာပါဗျာအားလုံးကြက်မပါစေချမ်းသာပါစေဘိုင်ရဲကိုမျက်နှာမြင်ဘိုင်ကိုတင်ကြအောင်အားလုံးပျော်ချစ်ပါစေကျောင်းကိုဘိုင်ဆုမကောင်းတောင်းပါတယ်ဗျာဒါဒီနေ့28ရက်နေ့မှာပေါ့နော်နိုင်ငံတော်ကနေပါပုပ္ပ900နဲ့အချိန်ကြာခံနေတဲ့လူတွေအိစိတ်တောင်းလွတ်တဲ့ထောက်ပေါင်းဆုံးပေါ့ထောက်ပေါင်းဆုံးနဲ့လွတ်ပြီးတာကိုကျွန်တော်တို့တွေ့ရှိရတယ်အဲပြီးတော့အဲ့ဒီမှာလည်းပဲကျွန်တော်တို့ဟိုတန်ဝေကနဲ့အတီတရားလေးရဖို့ကိုကျွန်တော်ဒီဟာလေးကိုဟိုပြောကျင်တဲ့စကားလေးဖြစ်တယ် ဒါထောင်ကနေပြီးဒါလွတ်လူပေါ့ဗျာဒါဒီကနေစမှာပေါ့နော်ဒါအင်းစိတ်တော့ပုံမှန်ငါငါကာကြီးနဲ့အချင်းကြခံနေသူ200လောက်လွတ်တယ်တဲ့200လောက်လွတ်တယ်ဆိုတော့အဲပြောချင်တာကထောင်ထဲမှာနေတော့လေမိမိတို့အတွက်ဘာအကျိုးရှိသလဲတိုင်းပြည်တော်ကဘာအကျိုးရှိလဲဟုတ်လားမိဘညီကိုပေါင်းတို့ကတယောက်နဲ့တယောက်ကွေးနေကြတာပဲဖြစ်တယ်အစားအသောက်ကစားအနေထိုင်စားဘလောက်ဒုက္ခရောက်လဲကိုယ်ကပြန်ပြီးတော့ အပြင်မှာပြန်ထွက်လာတော့ကိုမိဘကိုညီကိုမောင်တို့တွေကိုရဲ့သားမင်းအားတွေတချို့ဆိုဗိုက်ကြီးတွေတွေကျွန်တော်တွေ့ရတယ်เนาะဗိုက်ကြီးတွေတွေနဲ့အဲသူတို့ယောက်ျားတွေနေမှာပေါ့ဒီလိုမျိုးငိုယိုနေကြတာကိုအဲပြန်လဲဆုံတွေ့တဲ့အခါကျတော့ဝမ်းသာပြောစင်ပီတိတွေနဲ့လို့တွေ့ရတယ်တွေ့ရတော့ဒီနေရာမှာကျွန်တော်တို့ပြောချင်တာကကျွန်တော်တို့လည်းဝမ်းသာပါတယ်နောက်ပီတိဖြစ်ပါတယ်ဘာကြောင့်ဒါမျိုးတွေမဖြစ်စေချင်လို့ကျွန်တော်ပြောနေရတာဖြစ်တယ်ပိုင်ရဲကိုရဲ့အဓိကရည်ရွယ်ချက်ကဒါပဲ နော်အခုဆိုလို့ကျအမခေါင်းလေးတွေတဆန်းဆန်းနဲ့မျောနေကြတာမျောနေကြတာဒါအေးစိတ်ထောင်တွေကနေပြီးတော့မှဟိုဗာလဲကျွန်တော်တို့မီနီဘတ်ကားလေးတွေပေါ့အဖြူနဲ့ပေါ့မီနီဘတ်ကားနဲ့ထုတ်လာတယ်ထုတ်လာပြီးတော့အေးစိတ်ပန်းကျန်နားမှာအကုန်လုံးကိုချပေးလိုက်ချပေးလိုက်တဲ့အချိန်မှာအဲ့မှာမိမိတို့အိမ်ကလာကြုံတဲ့သူတွေနဲ့ပြန်လဲစုံစည်းကြပေါ့နော်ပြီးတော့မှပြန်လဲပြန်ကြအဲ့တော့အဲ့ဒီနေရာမှာပုံမှန်၄ရက်တည်းနဲ့ပတ်သက်ပြီးတော့အာဒါ နောက်မှုမကျွလွန်နဲ့ပေါ့နောက်မှုကျွလွန်လို့ရှိရင်တော့နှစ်မှုစာကတ်ခံရမှာပေါ့နော်နှစ်မှုစာကတ်ခံရမှာပေါ့အဲ့တော့ပြောချင်တာဆိုလိုချင်တာကကျွန်တော်တို့ဒီတိုင်းပြည်ကိုတိုင်းပြည်ကိုတဲမတ်ဖို့အတွက်ဒီလူတွေကိုလှုပ်ပေးလိုက်တာဖြစ်တယ်နော်အဲတိုင်းပြည်ကိုတဲမတ်စေချင်တဲ့တိုင်းပြည်မှာအာပြန်လည်ပြီးတော့မိမိဒီပြန်လည်ပြီးတော့တိုင်းပြည်ကိုနော်ပြန်လည်ပံ့ပိုးပြီးတော့မှ ဒါကောင်းရကောင်းကြောင်းလေးတွေပြန်လုံးစေခြင်းနဲ့ဆန္ဒရှိလို့ဒါနိုင်ငံတော်အကြီးကျယ်နေပြီးမှလွတ်ပြေးတာရှိတယ်။အပေါ်ပိုင်းနိုင်ငံဒီပါတီတွေနိုင်ငံရေးသမားတွေရဲ့လက်ကွက်တွေရှိတယ်။အဲတိုင်းပြည်ပေါ်မှာဒါအာဏာကိုမတရားရယူမှုတွေပါညာမျိုးဖြစ်လာဆိုတပ်မတော်ဘက်ကဒါထိမ့်သိမ့်တာမျိုးရှိတယ်။ဒါကအငဲပွားဝယ်ရတယ်ရှိမှတယောက်နဲ့တယောက်ကယူဆချက်မတူကြဘူး။ကျွန်တော်ကျွန်တော်ယူဆချက်ကဒီလိုရှိမယ်။တစ်ဖက်လူတွေကကျွန်တော်လိုယူဆမှာမဟုတ်ဘူး။အဲတော့အဲ့လိုမယူဆလို့လည်းပဲဒီ905ပုံမှားလို့900ဒါမျိုးတွေနဲ့အဲ့ဟိုအမျိုးမျိုးပေါ့ဗျာ အာဒါငါညတို့ငါစာလုံးတို့ဒါရင်နဲ့အမျိုးမျိုးနိုင်ငံရေးဥပဒေပုံမှန်တွေအကြမ်းဖက်ဥပဒေပုံမှန်တွေနဲ့ထောင်ကြကုန်ကြတာအဲ့တော့ဟုတ်ပြီထောင်ကြကုန်တော့ကမိမိတို့ဘာဖြစ်သွားသလဲမိမိတို့ဘာဖြစ်သွားလဲငါတိုင်းပြည်ဘာဖြစ်သွားသလဲဒါကိုချိန်ရတော့မယ်ငါတိုင်းပြည်ကငါထောင်တန်းကြလိုက်လို့တိုင်းတိုးတက်သွားတာလားဒါမှမဟုတ်ငါတိုင်းပြည်ကငါဒီလိုမျိုးလုပ်လိုက်လို့ဘာဖြစ်သွားတာလဲဒါမျိုးတိုးတက်ဒါမျိုးတွေးတက်မယ်ငါကတိုင်းပြည်ဘယ်လောက်ထိကောင်းအောင်လုပ်ပေးမလဲဒါမျိုးတွေတွေးတက်စေချင်ပြီနော်အဲ့တော့မိသားစုလည်း क्वे တယ် ကိုမိသားစုတည်းနဲ့အတူတူမျိုးစားဖို့တောက်ဖို့အထဲမှနေတာအထဲမှနေတဲ့သူတွေသိပါလေဟုတ်လားအာကိုအပြင်ထွက်ကျင်လိုက်တော့လို့မှလက်ဖေးတောက်တယ်ဆိုတော့ coffee mate တောက်တယ်လောက်ပဲတောက်အောင်မှာဟုတ်လားအပြင်မှာလက်ဖေးဆိုင်တဲ့တိုင်းလို့မှဘီယာဆိုင်တဲ့တိုင်းလို့မှမိန်းမနဲ့လည်းအိတ်လို့မှခလေးသားလေးနဲ့ဆိုတော့ဒါအချိန်ကာလေးနဲ့လုံနေရတယ်ဘလောက်ကြက်တဲ့ဒုက္ခရောက်လဲနော်အဲ့ဒါမျိုးတွေကိုဟိုနောက်ထပ်ဖြစ်အောင်လည်းမလုပ်ကြပါနဲ့လို့ကျွန်တော်အနေနဲ့တိုက်တွန်းနေပါတယ်ကိုကအဓိကဒီချိန်မှာဆိုရင်ဒါလွတ်လာတဲ့ညီကောင်မောင်လေးကဒါတက်မတော်က သူတို့ရဲ့အဓိကရည်ရွယ်ချက်ကမဲပြန်ထည့်နိုင်အောင်လို့နော်အဲလွတ်လွတ်လပ်လပ်နဲ့ကိုမဲထည့်ပြီးတော့မှပါတီစုံဒီမိုကရေစီကိုကြံ့ကြံ့နာနာနဲ့အဲရွေးကောက်ပွဲကိုဟိုပါဝင်ရှင်းပြိုင်စေခြင်းလို့ဒါတပ်မတော်အနေနဲ့ဒါသူတို့ရင်ထဲမှာဒါ ျွန်တော်အနေနဲ့ပြောတာနော်တတဘောမလည်းလို့ထင်တော့မှသူတို့ရဲ့စိတ်ဓာတ်မှန်ကန်တဲ့စိတ်ဓာတ်နဲ့လွတ်ပြီးတယ်လို့ကျွန်တော်လည်းသုံးသပ်ရတယ်။ဒီဟာလည်းအကောင်းဘက်ကကျွန်တော်တို့ရှုမြင်ရမယ်။ဒီလူတွေပါပါဝင်လာပြီဆိုလို့ချင်းဒီရွေးကောက်ပွဲကလုံးဝတရားမျှတတဲ့ရွေးကောက်ပွဲဖြစ်။ဘာကြောင့်လဲဆိုလို့ချင်းဒီထွက်လာမဲ့လူတွေကပြည်ခိုင်ပြို့အားပေးမဲ့သူတောင်းမှမပါနိုင်ဘူး။နော်မပါနိုင်ဘာဖြစ်လို့လဲဆိုတော့ဒီပါတီတွေနဲ့ဒီအားတွေကိုမကြိုက်လို့တွန်းလိုက်ပြီးတော့မှအထဲဝင်သွားတာအဲ့တော့ဒီလူတွေပဲပြန်ထုတ်ပေးတဲ့ဆိုအခြားပါတီ ဟိုအားပေးလာလိမ့်မယ်အခြားအပါတီတွေအတွက်လည်းအားကောင်းလာလိမ့်မယ်အဲ့တော့ကျွန်တော်တို့ကဒီမိုကရေစီနီးလန်းရအားကောင်းလာမယ် ါကိုကြိုဆိုတယ်နော်နောက်တစ်ခေါက်လေးများမလုံကြပါနဲ့တော့လို့ကျွန်တော်အနေနဲ့ပြောချင်ပါတယ်ကျွန်တော်ညီကောင်မလေးထောင်ထဲမှာနေတယ်ဆိုတော့ပဲကျွန်တော်တို့ကစိတ်ချမ်းသာတာမဟုတ်ပါဘူးဘာဖြစ်လို့လဲဆိုတော့လူသားညက်ကိုချင်းသာအဲ့ဒါကိုပဲခံစားချက်ပြင်းပြင်းနဲ့ပဲဒီနိုင်ငံရေးကိုခံစားချက်ပြင်းပြင်းနဲ့လက်နက်ကင်ပြီးတိုက်ခိုက်နေကြလို့တည်ကြည်ကြတယ်ပျက်စီးကြတယ်ကြိုးကံပဲ့ရွက်ကြတယ်ဒါမီးလောင်ကြတယ်အိုးအင်းတွေဆော့ခွာကြတယ်အဲပျက်စီးကြဆုံးချုံမယ်ဒါတွေကိုလည်းပဲကျွန်တော်တို့အနေနဲ့မလိုလားပါဘူးအဲ့မလိုလားတဲ့အရာကိုဒီမဲရွက်ကောက်ဝဲနဲ့မှကျွန်တော်ဖြတ်တန်းလို့ရမှာပါနော်တောင်းတော့အစိုးရကို ဟိုကျွန်တော်တို့တွန်းလှန်လို့ရမှာတောင်းတော့အစိုးရကိုတက်ကိုပြဖို့လို့ရတာကျွန်တော်တို့ခင်ဗျားတို့ရဲ့အုံနောက်ကလာမဲ့မဲတပြားတာလင်းဆုံးဖြတ်သုံးသပ်လို့ရမှာဒီနေ့မှာကျွန်တော်ပြောချင်တချို့ယူဆနဲ့ကျွန်တော်တို့ကျွန်တော်အယူဆနဲ့ကွဲလွဲမှုရှင်အသေးကြကျွန်တော်မဲတပြားမလို့ပါဘူးအုံနောက်ထဲကလာမဲ့မဲတပြားကိုတို့ရတယ်အသေးကြမဲတပြားပြီးခဲ့ပြီးပါပြီဘဝတွေလည်းပြတ်သွားပြီဖင်နေလည်းချုပ်သွားပြီနိုင်တိုင်းမီတွေလည်းပြက်စီးသွားပြီနာတော့လည်းနာသွားပြီနော်နစ်နာတော့လည်းနစ်နာသွားပြီဘာလို့အသေးကြလည်းထွက်လာတယ်အမေငါတို့ ဘာဆိုမှဘာငါတို့လူဆိုမှငါတို့လူဘာနိုင်ငံကောင်းကောင်းမကောင်းကောင်းငါလူအပေါ်ရောက်အောင်ရပြီဆိုတာဒါအသေးကြလာတယ်မဲတဲ့ဗျာကိုလူပဲကိုချစ်တာချစ်တဲ့လူပဲပြီးမှာပေါ့အခုဒီတခါကျရင်အကုံလုံးကိုကျွန်တော်ဒီစကားလေးမှားခြင်းနဲ့နှလုံးသားနဲ့အသေးကြမဲတပြားမလို့ဘယ်နဲ့အုံနောက်ကလာတဲ့မဲတပြားကိုပြေးပါဒီပုံပေါ်ကငါတို့နေရာအတွက်ကောင်းရင်လားငါတို့နိုင်ငံအတွက်ကောင်းနိုင်ပါမလားငါတို့ဒေသအတွက်အကျိုးကျေးဇူးရှိပါမလားလှုပ်ဆောင်နိုင်ပါမလားဆိုတာကိုတွေးတောရင်းနဲ့ပဲ ျွန်တော်မဲဆန္ဒရှိတဲ့ကိုရွေးချယ်ပါလို့ကျွန်တော်ပြောချင်ပါတယ်တတိပုဂ္ဂလအဲတတိပုဂ္ဂလအဲဒီကိုတော့အပေါ်ပြီးဦးစားပေးစီခြင်းပါတယ်ဒီနေ့မှကျွန်တော်တချို့ပါတီတွေကိုကျွန်တော်တွေ့လာတာရှိတယ်ပြီးသုံးလုံးပါတီကိုကျွန်တော်မယန်းကုန်မဲဆန္ဒနယ်မှာပြီးသုံးလုံးပါတီကအမျိုးသမီးတယောက်တွေ့တယ်သူပထမတော့မယန်းဆိုတဲ့စကလုံးအဲတုံးတုံးနဲ့အနေထားလေးတွေမှာဒါစလုံးတွေလွဲနေတာတွေကိုဒါကျွန်တော်တခါလဲထောက်ပြ ဘူးတာရှိတယ်။ဒါပေမဲ့နောက်ပိုင်းတက်လာတာတွေမှာကျွန်တော်ကြည့်လိုက်တဲ့ခါကျတော့ဒါကျမ်းမာရေးလူမှုရေးတွေသူလိုက်ရှောက်ရှောက်တယ်။လူငယ်လူရွယ်ပေမဲ့အားကြုံမှန်တဲ့အားတော်ခွန်ဆိုင်လှုပ်ဆောင်နေတာကိုကျွန်တော်တွေ့ရတယ်။နောက်အဲအဲ့တော့တခါလေကြားလို့ကျေပါတီကိုကြီးစံအောင်မလုပ်ဘူးလူကိုကျွန်တော်တို့ကြီးရမယ်အနေထားမျိုးရှိတယ်။နော်ကျွန်တော်က အဲဘယ်သူကောင်းရင်တော့ကျွန်တော်ပြောတာရှင်းရှင်းလေးကောင်းတဲ့သူကိုကျွန်တော်ညွှန်ပြပေးမယ်အဲဒီမယံကုန်းဘဲဆန္ဒနယ်မှာရှိတယ်ဒီလူကတော့လှုပ်ဆောင်မှုကဘလို့ရှိတယ်ကျွန်တော်ကမကောင်းလဲကျွန်တော်အဲ့သူအဲ့မျိုးသမီးပထမပြောတယ်ဒီဟာကိုစင်ကြီးပေးတယ်စင်ကြီးပေးတာဒါဟုတ်တော့ကျွန်တော်တို့မကြိုက်ဘူးစင်ကြီးပေးတာမှန်မှန်ကန်ကန်ဒါပါပဲလေသူကဟိုပေါ်ရောက်မှုဖြစ်တယ်အဲသူကစီစစ်မှုမှာရင်းသွားတယ်အဲဒါသူလက်ခံမယ်ပုံနှိပ်တိုက်ကိုသူဟိုလက်ညှိုးထိုးတာကိုကျွန်တော်တို့လက်ခံဘာဖြစ်လို့ဒါတွေကဒီ offset တွေကဆိုကျွန်တော်တို့ကနားလည်နေတဲ့သူတွေဖြစ်တဲ့အတွက်เนาะအဲ့တော့ 哎，你也不要得发怨，就那几天，就那那么高嘛，一来得，就那高嘛，就里路的飘飘的，他他那，就那飘那没修，就那如果再没得飘飘了，他们那第一代嘛，就摘拉拉的，就那几来来玩，年年死，年死过，就那年年死嘛，好过啦，还是这边是强啊，还是这边难死嘞，哎，只有时间抓得紧嘛，等年到那年还不算困难死嘞，等年到那困难死嘞，等年是困难死嘞，话别话不到。 အဲ့တော့အဲ့လိုတချို့မရှိတဲ့လူတွေကြောင့်မလုပ်နိုင်ဘူးအဲ့ဒါကျွန်တော်ကြည့်တာဒီအဲ့ဒီတော်တော်ပုံစံလေးငငယ်ပါပဲလူသမီးငငယ်ပဲเนาะသူကကျွန်တော်ကြည့်နေတယ်အဲလှုပ်ဆောင်ချက်တွေကသူအားကျိုးမှတဲ့နိုင်ငံတွဲကျွန်တော်လုပ်တယ်ဒီအခုမှပဲသူစပြီးတော့လုပ်တာတော့ကျွန်တော်တို့ကအာသူစတယ်သူပြောဆိုပုံတုံးတုံးပုံက နိုင်ငံရေးပုံစံနဲ့မဟုတ်ပါနဲ့အခုသူ့ရဲ့နိုင်ငံရေးကိုတိတ်ကက်လာတာကတက်ကြွလှူရှားတဲ့တက်ကြွတဲ့သူပဲဖြစ်တယ်တတော်ကိုယ်စလဲနဲ့တက်ကြွတာကိုကျွန်တော်တို့မြင်တွေ့နေရတဲ့အတွက်အားပေးတဲ့လို့ကျွန်တော်အနေနဲ့သုံးသပ်မိတယ်အဲ့တော့ရန်ကုန်မဲဆန္ဒနယ်မှာရှိတဲ့ဒီကောင်တော်ကြီးလည်းပဲဂယုတဆိုင်နဲ့အဲ့ဒီတတော်ကိုယ်စလဲကိုကြည့်ဆက်လက်ကြည့်ရှုနေနေကြပါတယ်အဲ့ဒါကိုကကောင်းမယ်ထင်လို့ရှိတော့ဆက်လက်ပြီးတော့စူးစမ်းပြီးအားပေးတော့ပါလို့ပဲအားပေးစေချင်ပါတယ်။နောက်ကျွန်တော်ကမကောင်းရင်တော့ကျွန်တော်မကောင်းတဲ့သူကိုပြောရမှာပဲ။ကောင်းရင်ကောင်းတဲ့လူကပြောရမှာပဲ။ဒါကမုန်းတာမမ ုန်းတာတို့ပဲကျွန်တော်ကတော့တိုင်းကြီးကစင်ငယ်မဖြစ်တာကိုပဲမျှော်လင့်နေအပိုင်းနော်အဲ့အားလေးအားလုံးဟိုပြောကြပါလေလိုလာလေးပြည့်ကြပါစေတောင်းဖို့ဘိုင်းကြီးစုမုံကောင်တောင်းပါတယ်ဗျာနောက်တစ်ခါလဲပဲညီကိုမောင်သမားတွေကိုကျွန်တော်ပြောမှားကျင်တဲ့ဇာတ်ကားလေးတစ်ခုကထပ်ထပ်ပြီးတော့မှ ဒါတွေမလုပ်ပါနဲ့တော့အားလုံးအေးချမ်းလိုက်ပါတော့မှားဒီမှန်ဒီကိုတင်မုန်းချင်လိုက်ပါတိုင်းပြည်အတွက်ခေါင်းနဲ့ထဲပါမိမိမိသားစုအတွက်ခေါင်းနဲ့ထဲပါအနာဂတ်အတွက်ခေါင်းနဲ့ထဲပါအမျိုးပါသာသာသနာအတွက်ကိုခေါင်းနဲ့ထဲပါဒါလေးပဲမှာပါရစေဒါလေးပဲပြောပါရစေကျွန်တော်ပြောနေတဲ့စကားရက်ဒီအားလုံးဒီကျွန်တော်ညီနေရလာတဲ့စကားရက်ဒီသာဖြစ်တယ်เนาะ အဲကျွန်တော်တိုင်းပြည်ပေါ်မှာချက်တဲ့စိတ်စေတနာတစ်ခုတည်းနဲ့ပြောတယ်ပါတီဆွဲမရှိဘူးဘယ်ပါဘယ်သူကဆွဲမှမရှိဘူးအဲချက်ချင်းမုန်းခြင်းလည်းမရှိဘူးမကောင်းရင်မကောင်းတဲ့အကြောင်းပြောမယ်ကောင်းရင်ကောင်းတဲ့အကြောင်းပြောမယ်ဒီလူကဒီနေ့မှမကောင်းရင်မကောင်းတဲ့ကိုကျွန်တော်ထောက်ပြမယ်ဒီလူကဒီနေ့မှကောင်းရင်ကောင်းတဲ့ကိုထောက်ပြမယ်အဲ့လူကောင်းတဲ့မကောင်းတဲ့ဆိုတာကိုထောက်ပြတာကကျွန်တော်ကလူတစ်မျိုးမလူတစ်မျိုးမဟုတ်ပါဘူးဒါပြည်သူတွေသိရှိအောင်လို့ကျွန်တော် share နဲ့မျှဝေပေးတဲ့အစီအစဉ်ဖြစ်တဲ့အတွက်ဒါမျိုးတွေသိရှိစေချင်လို့ပြောတာဖြစ်ပါတယ်အားလုံးလိုတာပြပါစီခင်ဗျာ